ုံနေဝသားပညာရှင်ဦးဝင်းနိုင်ကတော့ငလင်ကြီးရဲ့ဗဟုချက်ဒီနေရာကိုပြောလိုက်ပြီပဲဖြစ်ပါလေဦးဝင်းနိုင်အနေနဲ့ငလင်ဗဟုချက်ကိုဒေတာခန့်တူပြတဲ့ပုံကိုတင်ထားပြီးအခုလိုမျိုးတစ်ခါမှမမြင်ဘူးတဲ့အကြောင်းအခုမှဒီလိုမျိုးစကိုင်းငလင်ကြီးကိုဗဟုချက်နေရာကိုတည်ရတဲ့အတွက်နောင်လောင်နောင်သားတွေအတွက်အင်မတန်ကြိုးရှိတယ်ဆိုပြီး post တင်ထားတာဖြစ်ပါလေဦးဝင်းနိုင်ရဲ့ post မှာရေးထားတာက 2025မလ28ရက်12:50မိနစ်52စက္ကန့်အင်အားပြင်းကလေးကြီးရဲ့ဗဟိုချက်ဖြစ်တဲ့စကိုင်းနိုင်ရေခါအင်းလို့တာ Google မှာပေါ်တဲ့ရင်းမြကြီးအင်းမှာလမ်းလျှောက်ပြီးရိုက်ထားတဲ့ TikTok ဗီဒီယိုကို တွေ့ပြီးတဲ့နောက်နှစ်ပေါင်း100ဝန်းကျင်ကြာမှရရှိတဲ့ငလင်ကြီးရဲ့ဗဟိုချက်တရှိအားမြေမြအနေထားတွေကို ကောင်းကင်တပ်ပေါ်ဗီဒီယိုမှတ်တမ်းတင်စေခြင်းပါတယ်တဲ့ USGS ကငလင်းပြင်းအား9.9လို့သတ်မှတ်ဖော်ပြပြီးထိုင်းမိုးလေဝသဌာန TMMD ကပြင်းအား8.2ရှိကြောင်းဖော်ပြခဲ့ပါလေ။အဲဒီလိုပြင်းအားချင်းငလင်းကြောင့်လည်းစကိုင်းပြည့်ရွေကြီးပေါ်ကမြို့တွေအားလုံးငလင်းတန်ကိုအနည်းအဝေးကွာခြားမှုပုံမူတည်ပြီးအနည်းနဲ့အများခံစားခဲ့ရပါလေ။စကိုင်းပြည့်ရွေကြီးပေါ်မှာလှုပ်ခဲ့မှုနဲ့1830အင်းဝကလေး1930ဘကုန်းငလင်းဆိုတာတွေကိုကျွန်တော်တို့မျက်စိနဲ့ ြင်ခဲ့ဘူးတို့အဲ့ဒီခေတ်ကနေပညာမဖွင့်ချိုးသေးတဲ့အချိန်လေးရဓာတ်ပုံမှတ်တမ်းအချို့သာ ရှိခဲ့ တွေ့ပူခဲ့ပူပါတယ်အင်းဝငလင်ကြီးရဲ့ဘဟုချက်ဘကုငလင်ကြီးရဲ့ဘဟုချက်ဆိုတာမတွေ့ဘူးမမြင်ဘူးမှတ်တမ်းနဲ့ဓာတ်ပုံလည်းမတွေ့ဘူးခဲ့ပါဘူးအခုနေပညာတိုးတက်တဲ့ခေတ်ကြီးမှာရေမြကြီးအင်းကြီးကငလင်ဘဟုချက်ကိုကောင်းကင်မှတ်တမ်းရိုက်ကူးထားနိုင်မယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့အတွက်ကျွန်တော်တို့သားမီးမျိုးဆက်အားလုံးအတွက်အရှုံးနဲ့ကအမျက်တစ်ခုပါတဲ့ TikTok ဗီဒီယိုမှာတဲ့အမတ်မထင်တွေ့သွားတာပဲဖြစ်ပါလေတဲ့ TikTok ဗီဒီယိုရိုက်ပြီးတင်ပေးတဲ့သူကိုလည်းကျေးဇူးအထူးတင်ပါတယ်ဆိုပြီးတော့ငွေလေဝသားပညာရှင်ဦးဝင်းနိုင်ကပြောထားပါတယ်ရှာရှာပါပါငလင်ကြီးရဲ့ဗဟုချက်ဖြစ်တဲ့နေရာဖြစ်လို့မှတ်တမ်းတင်တဲ့ဆိုပြီးတဲ့တိုက်တွန်းထားပါတယ် စကိုင်းငလိကြီးလှုပ်ပြီးတော့နောက်ဆက်ပဲငလိငယ်ကြီးလှုပ်ခတ်တာဟာအကျင့်ပေါင်း266ကျင့်လောက်ရှိပြီလို့မိုးလပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။အဲ့ဒီနောက်ပိုင်းမှာငလိဟာနောက်ဆက်တွဲငလိနဲ့လှုပ်ခဲ့ပေမဲ့လည်းပင်မငလိကြီးလောက်တော့အန္တရာယ်မရှိတော့ဘူးလို့ပြောပါတယ်။နောက်ဆက်တွဲငလိတွေရဲ့သက်ရောက်မှုအားကလည်းအဲ့ဒီလောက်ထိဖြစ်လာမှာမဟုတ်ဘူးဆိုပါလေ။ဒီငလိကြီးဟာနှစ်ပေါင်း100မှာတစ်ကြိမ်သာ လှုပ်ခတ်တဲ့ငလင်ကြီးဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှအန္တရာယ်ကြီးခဲ့တာလည်းဖြစ်ပါလေ။ဒါအပြင်မင်္ဂလာပင်လယ်အော်မှာလေဖီအားနဲ့ရဝုံမှုန်တိုင်းဖြစ်နိုင်ကြာ40ခန်းလုံးလောက်ရှိတယ်လို့ဦးဝင်းနိုင်ကဆိုပါလေ။ ECMWF ရဲ့ဆက်ချက်လက်စစ်ဆေးမှုအရမင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာလေဖီအားနဲ့ရဝုံတစ်ခုဟာအပိလာ၄ရက်နေ့ညပိုင်းလောက်မှာအစပြုဖြစ်ပေါ်လာနိုင်ပါလေ။နောက်လာမယ့်၄ရက်အတွင်းမှာတော့တင်းနှင်းသားကြီး မော်ပြင်ပကိုးရန်ကုန် AOD တိုင်းမှာမိုးနဲ့ငယ်ရွာသွန်းနိုင်တယ်လို့တော့သိရပါတယ်ကလေးဘေးသင့်ဒေသတွေမှာအခုရက်ပိုင်းအတွင်းမိုးရွာသွန်းနိုင်ပွဲရှိပေမယ့်မိုးရေချိန်များအပြားရွာသွန်းမှာမဟုတ်ပဲအနည်းငယ်သာရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးဦးလာထွန်းကပြောပါလေ။တိုင်းတော်ကြရအေဘီ96ရက်လောက်မှာ င်္ဂလာပလယ်အော်တွင်လီပီးယားနဲ့ရဝမ်တခုဖြစ်ပေါ်လာနိုင်ပြီးမှုန်တိုင်းဖြစ်မဲ့အနေထားတော့လက်ရှိမှာမတွေ့ရသေးတော့လီပီးယားနဲ့ရဝမ်ဖြစ်ပေါ်ပြီးမှသာခံမရခြင်းဖြစ်တယ်လို့ဆိုပါလေအဓိကရွာနိုင်တဲ့နေရာတွေကတော့တောင်ပိုင်းမြဝကျွန်းပေါ်ဒေသပဲခူးရံကုန်အေရဝတီမွန်တနင်းသာရီဘက်ဒီမှာရွာနိုင်ပါလေမြမပြည်ထပ်ပိုင်းကချင်းစကိုင်းထပ်ပိုင်းမှာမိုးရွာသွန်းတာတွေရှိနိုင်ပါလေကလေးတန်းတဲ့ဒေသတွေမှာမိုးရွာနိုင်တယ်လို့လက်ရှိတွေ့ချက်မှုတွေအရာ ပြန်ကြမှုတွေရွာတာပေါ့အပူပြန်တက်တိမ်ကြီးကြောင့်ဒီလိုမျိုးရှိနေပါလေ။တိတ်ပြီးတော့မြများဆဆရွာမဲ့အနေထားတော့မတွေ့ရပါဘူး။တကယ်တည်းမြများဆဆရွာနေတာကမှုန်တိုင်းဝင်တော့ရွာနေပါလေ။ဒါပေမဲ့မှုန်တိုင်းကလည်းဖြစ်နိုင်ဖို့ကျင်းသေးကံသေးကံမပြောလို့မရပါဘူး။လောဆယ်ရောင်မှုန်တိုင်းဖြစ်မဲ့လားလားမတွေ့ရပါဘူး။အဓိကမိုးရွာတဲ့အခါမြများရွာရင်အန္တရာယ်ရှိပါလေ။ပြိုနေတဲ့အဆောက်အဦတွေမိုးရေကြောင့်ပြီးသွားတာတွေပါလေလည်းဖြစ်နိုင်ပါလေ။အောက်ခံမြေသားအီမဲ့ တူဖို့ရတာခက်ခဲမယ်ထပ်ပြုံမယ်ဒီလိုပြက်စီးမှုတွေရှိနိုင်ပါတယ်လက်ရှိအနေအထားကငလင်တန်သိမ့်ဒေသတွေမှာအဲ့ဒီလောက်ထိနားဆဆယူအောင်မဲ့အနေအထားတွေ့ရပါဘူး။ဘာပြောပြောမိုးရရင်တော့မိုးကလုံးတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကပြင်းအား9.9အဆင့်ရှိတဲ့ငလင်ကြီးလောက်ခတ်ပြီးနောက်နေဆောင်အများပြပြိုကျပျက်စီးကလူထောင်နဲ့ချီတည်ဆုံးခဲ့ပါတယ်။ AB တရက်နေ့ထိနောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လောက်ခတ်နေဆဲဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီးနေအိမ်တွေမှာမနေထိုင်ရဲလို့လမ်းပေါ်ထွက်ထိုင်နေရပါတယ်။ရာသီဥတုပူပြေးမှုနဲ့တူအဆောင်အပြိုတွေကြားသေဆုံးရုပ်လောင်းတွေကိုလည်းအလုံးစုံမထုတ်နိုင်တဲ့အတွက်ပုံနဲ့နေထွက်နေပါတယ်။ဒီလိုအခြေအနေမှာမိုးရွာသွန်းမှုဖြစ်ပေါ်လာမယ်ဆိုရင်ပြိုကျပျက်စီးတဲ့အဆောင်တွေအတွက်ပိုးအန္တရာယ်ရှိနိုင်တဲ့ပြင်ဒေသခံလူထုအနေနဲ့ကျန်းမာရေးကိုလည်းသတိပြုရလိမ့်မယ်လို့ကျန်းမာရေးဦးတွေကပြောပါတယ်။ ရေကောင်းရေတန်ရဖို့လိုအပ်တယ်လို့ပတ်ဝန်းကျင်တန်ရှည်လည်းအရေးကြီးပါတယ်။ရေကတော့ဦးစားပေးလောက်ရမှာပါ။ရေကအဓိကပဲ။လူမလိုအဆုံးကရေပဲ။ရေမရှိရင်တော့အဆင်မပြေနိုင်ဘူး။ heat stroke တွေပါတယ်ဖြစ်နိုင်တယ်။ရေပြားနဲ့ပတ်သက်တဲ့ယောဂလေးတွေအဲ့လိုမျိုးတွေရှိနိုင်ပါတယ်။လူစုလူဝေးနဲ့နေရတော့နေကောင်းလေသာမရဘူးဆိုရင်ဝမ်းပြဝမ်းလျှော်နေဖြစ်နိုင်တယ်ဆိုပါလေ။လရှိမှာတော့ငလင်ကြီးကြောင့်လူမောင်းသေဆုံးပြီးပေါင်း3000လီပါရှိပြီးဒဏ်ရသူ 4000ကျော်ရှိနေပြီလို့စင်းချက်လက်တွေကသိရပါတယ်။မြန်မာနိုင်ငံမှာလုံးဝဖြစ်အားပြင်းငလင်ကြီးကြောင့်လူသားချင်းစာနာထောက်ထားမှုအတွက်တရုတ်ဆိုရကနေပြီးတော့မြန်မာနိုင်ငံချက်ချင်းဒီတင်ကိုယွမ်1.5တန်းထောက်ပံ့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်ကဆိုရမတန်မှုကြီးဟာမြန်မာနိုင်ငံချက်ချင်းဒီတင်ပမောက်ခဒေါက်တာမြုံညွန့်နဲ့တွေ့ဆုံပြီးလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာရေးပေါ်လူသားချင်းစာနာထောက်ရမှုကိုညီယွမ်တန်းတရာပေးခဲ့ပြီးတက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်နိုင်ခဲ့တဲ့ကယ်ဆယ်ရေးဖွဲ့များစွာကိုဆေလွတ်ထားတယ်လို့ဆိုပါတယ်။တရုတ်ဟာမြန်မာလူဝဲချက်ပေါ်ခြေခံပြီးတော့ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်ဆိုပြီးတော့တရုတ်ဘက်ကပြောကြောင်းလည်းသိရပါတယ်။ငလင်းပေးတဲ့သင်ငယ်တဲ့မြန်မာနိုင်ငံမှာနိုင်ငံတော်အဆင့်ဝန်내ကြောင်းတတ်မှတ်ခဲ့ခြင်းများရှိတဲ့အပြင်လာမယ့် မြမရွေရမဟာအသာဂျန်ကလည်းနှစ်ပတ်တာလာလိုအပ်တဲ့အချိန်မှာအပျော်ပါတီဆိုကခုမှုတွေမပါပဲရိုးရရင်ကျေးမှုနဲ့ညီတကြံကိုကျင်းပသွားမယ်လို့နာဆာကကသတင်းထုတ်ပြန်ပါတယ်။လက်ရှိကြုံတွေ့ရတဲ့ပြင်းထန်တဲ့ငလင်ဘေးအန္တရာယ်ကြောင့်နေပြည်တော်ကောင်စီနယ်မြေစကိုင်းပဲခူးမကွေးမန္တလေးရှမ်းပြည်နယ်တို့မှာပြည်သူအချို့သေဆုံးတန်ရာထိခိုက်နေတာဆုံးရှုံးမှုတွေကြုံတွေ့ရပါတယ်။ ဒါကြောင့်တနိုင်ငံလုံးဝမ်းနဲ့ခြေကွေးနေရတဲ့ကာလဖြစ်လို့ခုနှစ်မြမရွာစရံကိုအပျော်ပါသီဆိုကောက်ခွန်မှုမပါပဲရိုးရရင်ကျေးမှုနဲ့ညီအေဂျင့်နိုင်ရတဲ့စရံဖြစ်ကျင်းပသွားမယ်လို့နာဆာကကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမန္တလေးမြို့နီးစကိုင်းကိုပို့ပို့ပြပြီးတော့ပြည်အား9.9အစီရှင်ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာ ABD ရဲ့နေ့ထိလုတ်ခတ်ခဲ့တဲ့အတွက်တနိုင်ငံလုံးတိုင်းတာနဲ့လူပေါင်းလောလောဆယ်2800ကျော်သေဆုံးထားပါတယ်။လူနေဟိုတယ်လန်လာဘာသာရေးဆောင်အများစွာပြိုကျပျက်စီးခဲ့ပါတယ်။ ။ကုညီကယ်ဆယ်လုပ်ငန်းတွေကတော့ဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးမနိုင်မနှင်းဖြစ်နေဆဲဖြစ်ပါလိမ့်။လက်ရှိမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလင်ကြီး ဖြစ်နေတဲ့ကာလမှာမြန်မာနိုင်ငံတွင်တလအပြည့်ရမယ်ဆိုပြီးတော့မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ကလည်းကြီးညာပါလိမ့်။ငလင်ကြံကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာလူနေအိမ်တိုက်ရအောင်စာတင်ကြောင်စေယုံစီပီကန်ဖះเจ้าငယ်စီဒီဘဒူပလီ ခရိယသဒ္ဒနာပြုကြောင်းပါဝင် အမြောက်များဖြစ်စေခဲ့ပါလေဒီထုတ်ပြန်ချက်ထုတ်ပြန်တဲ့ချိန်ကစပြီးမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ဟာမိမိကိုယ်မိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုကလွယ်ပြီးမိမိတို့ဘက်မှစတင်ထိုးစစ်စင်တာလုံးဝမလုပ်ဘဲပဲအေဘီလ30ရက်နေ့ထိတလတာတစ်ဖက်သက်ပြစ်ခတ်ရစဲတယ်လို့ကြေညာထားပါတယ် ငလင်းတန်းခံရတဲ့မျိုးတွေနဲ့မန္တလေးတိုင်းဒေသကြီးတတဦးမြို့လည်းပေါဝင်ခဲ့ပြီတတဦးမြို့မှာဆိုရင်အကူအညီများစွာလိုအပ်နေသေးတယ်လို့သိရပါတယ်တတဦးမြို့ဟာအပြည်ဆိုင်ရာလေဆိပ်ရှိတဲ့မြို့လည်းဖြစ်ပါတယ်အဆောက်အုံများစွာလည်းပြိုကျပျက်စီးနေပါတယ်တတဦးမှာအဓိကအားဖြင့်တောက်ရည်တန်းတွေကလိုအပ်နေတာဖြစ်ပါတယ်တော်တော်ရန်ရှားပါနေတာပဲဖြစ်ပါလေ။ဈေးနီးနားပေါင်းခြင်းနေဆိုရင်အင်းတွေဟာ အပြက်တော်တော်လေးကိုပျက်စီးရွံ့ရင်းနေတာကို တွေးရှိရတယ်လို့ဆိုပါလိမ့်။ဒါအပြင်နေပြည်တော်ပြည်မနာမြို့မှာလည်းအကူအညီတွေဆက်လက်လိုအပ်နေဆဲဖြစ်ပါလိမ့်။ကုညီကယ်ဆယ်ရေးတွေရောက်ပေါက်နည်းလာတယ်လို့ဒေသခံတွေကပြောပါလိမ့်။အဆောင်အများစွာပြိုကျပျက်စီးခဲ့ပြီးလန်ဒနာတွေလည်းပြိုကျပျက်စီးလို့သွားလာရေးတွေအခက်အခဲဖြစ်နေတယ်လို့လည်းသိရပါဗျ။လက်ရှိမှာတော့မြန်မာနိုင်ငံမှာ ငလင်းတန်တဲ့ဒေသကပြည်သူတွေကို ထိုင်းပြည်မင်းမြတ်နဲ့မိဖုရားတို့ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလူသားချင်းစာနာထောက်မှုအကူအညီများစေဝါအိတ်တွေယာယီတဲတွေအသင့်စားခေါ်ဆွဲကြောက်တွေစံပြုတ်မှုတွေငါးသက်တာဓမီမီးဆက်နဲ့တခြားလိုအပ်တဲ့ကေစရီကပ္ပစီကရိယာတွေအကုန်လုံးဒီပါပါဝင်တယ်လို့သိရပါတယ်။ဒီနေ့မှလည်း ပဲကိုနေပြီးတော့မန္တလေးနဲ့စကိုင်းမှာငလင်ကြီးထက်လို့မဲ့ဆိုတဲ့ကောလာဟာလာတည်နေပြင်းနေလို့ပြည်သူတွေတော်များရုပ်တဲဖြစ်သွားပါလေဒီနေ့မော်လွယ်2နာရီမိနစ်20မှာစတင်ပြီး나이ပိုင်းတွင်ငလင်ကြီးလောက်ခတ်မဲ့ဆိုတဲ့တည်နေဟာပြန့်နှံ့လာရမှာပြည်သူတွေရုပ်တဲဖြစ်လာတာပါပဲကိုမှာတော့ငလင်လှုပ်မဲ့ဆိုပြီးတည်နေတအားပြန့်လို့ခုတော့လူတွေအထုပ်တွေထုပ်ပြီးရုပ်တဲဖြစ်နေတယ်လို့မြို့ကန်တို့ကပြောပါလေမန္တလေးမြို့မှာကယ်ဆယ်ရေးလုပ်နေတဲ့ကိုကြီးသမားတို့ကလည်း နှစ်နိုင်20လောက်ကစပြီးပညာရှင်တွေလေးလောက်မှုရာနိုင်ရွယ်အတွင်းငနေနဲ့နော်ကျွန်တော်တို့ဖွဲ့တွေခိတ္တနားခိုင်းထားတယ်ဆိုပြီးလူမှုကွေးရမှာရေးထားပါတယ်အဲ့ဒီလိုရေးတာတွေကပြန့်နှံ့သွားတာဖြစ်ပါတယ်စကိုင်းမျိုးမပြည်သူတချို့ကလည်းငလင်ကြီးထပ်မံလှုပ်မယ်ဆိုတဲ့တည်င်းကြောင်းစိုးရင်တကြီးတွေဖြစ်ခဲ့တာပဲငလင်လောက်ခတ်မှာကိုကြိုတင်တိကျခံမဖို့ခက်ခဲကြောင်းဘူမိပေတာပညာရှင်တွေက ထုတ်ဖော်ပြောဆိုထားပြီးငလင်ကြီးလောက်ခတ်ပြီးချိန်မှာနောက်ဆက်တွဲငလင်ငယ်တွေလောက်ခတ်လေးရှိကြောင်းပြောပါလိမ့် ဒါဟာကောလာဟာလာတွေတမင်သက်သက်ပြန့်နှံ့တာဖြစ်ပြီးတော့ကောလာဟာလာတွေကိုမယုံကြဘူးဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်။နေပြည်တော်မှာတော့မြမမီးရထားအင်ရဟာငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။ဝန်ထမ်းနဲ့မိသားစု1600ကျော်လောက်လောဆယ်တော့ဒုက္ခရောက်နေတယ်လို့သိရပါတယ်။ဝန်ထမ်းနေနဲ့မိသားစုတွေဟာပုပ္ပတိမြို့နဲ့ရှင်နေပြည်တော်ဗုဒ္ဓကျေးအမှတ်တပ်ပလက်ဖောင်းနဲ့ ကုန်းလမ်းပို့ဆောင်ဝင်တဲ့မှာတော့လောလောဆယ်ယာယီနေရာချထားတယ်လို့သိရပါတယ်။ငလင်ကြောင့်မြမမီးရထားဝင်နေတဲ့မိသားစုဝင်12ဦးသေဆုံးခဲ့ပြီးတော့14ဦးနီးပါးပြင်းထန်ဒဏ်ရာရှိတယ်လို့သိရပါတယ်။လက်တလောနေပြီးတော့ရှိဝင်တဲ့အရာအလုံးကလည်းပြိုကျပျက်စီးလို့ဝင်နေတဲ့ဟာလမ်းပေါ်မှာသာအိတ်ဆက်နေရပြီးစားဝတ်နေရေးအတွက်အကူအညီတွေထောက်ပံ့နေအများကြီးလိုအပ်နေတယ်လို့သိရပါတယ်။ မလ28ရက်နေ့ကလောက်ခတဲ့ငလင်ကြီးကြောင့်လက်ရှိအချိန်ထိသေဆုံးသူပေါင်း2886ဦးရှိလာပြီလို့နတ်ဆက်ကကသတင်းထုတ်ပြန်ပါတယ်။ဒဏ်ရာသူ4639ဦးနဲ့ပျောက်ဆုံးသူ383ဦးရှိပါတယ်။လက်တလောကယ်ဆယ်ရေးဖွဲ့တွေကငလင်တန်းတဲ့စကိုင်းနဲ့မန္တလေးမှာစောင့်နေဖေရှားမှာအလောင်းတွေပုတ်ပွားနေပြီးရှင်းလင်းဖို့အရန်ခက်ခဲနေပါတယ်။ပုတ်ပွားနေတော့ဆွဲထုတ်တာမှာအပိုင်းပိုင်းတွေပြတ်ကုန်တယ်။တလောင်းထုတ်ပြီးလက်အိတ်တွေလည်းရဲရတယ်။နားအရန်ဆိုးတယ်။လောင်းအိတ်နဲ့လက်အိတ်တွေအရန်လိုအပ်တယ်လို့စကိုင်းမှာကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ မန္တလေးဒေသခံပြည်သူချို့ကတော့ဖယ်ရှားခြင်းမရှိသေးပဲပြိုကျနေတဲ့အဆောက်အအုံများဒီမှာဖြတ်တန်းသွားလာပါကပုံနဲ့နေရကြောင်းအချိန်မီရှင်းလင်းခြင်းမလုပ်ရင်ရေရှည်ကျန်းမာရေးပြဿနာကြုံတွေ့ရနိုင်ကြောင်းပြောပါတယ်။ကြည့်ရတာအလောင်းတွေအောက်မှာရှိနေတယ်ထင်တယ်လို့ဆိုပါတယ်။လက်တော့မန္တလေးနဲ့စကိုင်းမှာအိမ်မရှင်များမှာငလင်ကြောင်းမိမိတို့ရဲ့ပြိုကျပျက်စီးတဲ့နေအိမ်နဲ့တက်တာတွေကိုရှင်းလင်းရေးလုပ်လို့ပြင်မဲ့မြေပေါ်ဆက်ဗပုံခန်းရံကတွေဟာအလွန်ဈေးကြီးနေတယ် ဒါအပြင်စက်တွေဟာမအားမလက်နိုင်အောင်ဖြစ်နေတဲ့အတွက်ရှင်းလင်းလေးလုပ်ဖို့မတက်နိုင်သေးဘူးလို့သိရပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံကိုငလျင်ကယ်ဆယ်ရေးပစ္စည်းတန်90ပို့ဆောင်ပေးတယ်လို့သိရပါတယ်။အိန္ဒိယတန်မကြီးကထုတ်ပေါ်ပြောပါတယ်။အိန္ဒိယရေတပ်သင်္ဘောအနေနဲ့တည်ဆောင်လာတဲ့လူသားချင်းစာနာထောင်တော်မှုနဲ့ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတန်90ကိုတာမကြီးကရန်ကုန်မှာလွှဲပြောင်းပေးခဲ့ကြောင်းနဲ့အိန္ဒိယရဲ့ကယ်ဆယ်ရေးပစ္စည်းတွေရန်ကုန်နေပြည်တော်နဲ့မန္တလေးတို့ကိုပေးဖို့ကူညီကြောင်းမယ်လို့မြန်မာနိုင်ငံမှာရှိတဲ့အိန္ဒိယတန်ယုံက ထုတ်ပြန်ခဲ့ပါတယ်။ငလေးတန်းခံရတဲ့မြန်မာနိုင်ငံကိုကူညီထောက်ပံ့မှုအိန္ဒိယဟာမတ်လ29ရက်နေ့မှာမြန်မာစစ်စင်ရဲ့အမည်နဲ့ကယ်ဆယ်ရေးကိုစတင်ဆောင်ရွက်ပါတယ်။မြန်မာနိုင်ငံမှာခက်ခဲကြုံနေရပြီးကူညီလိုအပ်ချိန်မှာလိုအပ်တာတွေအများအလုံးကိုထောက်ပံ့သွားမယ်လို့အိန္ဒိယကထုတ်ပြန်သွားပါတယ်။ဒီလိုဆက်မှာမြန်မာနိုင်ငံမှာနိုင်ငံပေါင်း15နိုင်ငံမှာကုညီထောက်ပံ့ပစ္စည်းတန်ချိန်ပေါင်း850နီးပါးလက်ခံရရှိထားတယ်လို့ ။ NASA ကကပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်ချုပ်ဆောင်မင်းထောင်ကပြောပါတယ်။လေကြောင်းကနေထောက်ပံ့မှု453စီးအိန္ဒိယကလည်းရေကြောင်းကနေသင်္ဘော2စီးစေလွှတ်ပြီးတော့ထောက်ပံ့ရေးပစ္စည်းတွေပေးပို့ထားပါတယ်ဆိုပါတယ်။အဲ့ဒီထောက်ပံ့ရေးနဲ့ကယ်ဆယ်ပစ္စည်းတွေကိုတရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ် BNN UAE လာအိုဘယ်လာရုစ်ဘုဒ္ဓအင်ဒိုဖိလစ်ပိုင်ဂျပန်ဟောင်ကောင်ဆရှိတဲ့နိုင်ငံ15နိုင်ငံမှာပေးပို့ထားတာဖြစ်ပါတယ် ထောက်ပံ့ရေးပစ္စည်း354တန်ကျော်ကယ်ဆယ်ရေးပစ္စည်း495တန်ပါဝင်ပါတယ်။လက်ခံရရှိတဲ့အဲ့ဒီကယ်ဆယ်နဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုဘယ်နေရာမှာဖြန့်ဝေပို့သုံးစွဲနေတယ်ဆိုတော့ထည့်သွင်းပြောခြင်းမရှိသေးပါဘူး။ကုန်းလမ်းမှာကုန်ကြီးကယ်ဆယ်ပစ္စည်းတွေဝင်ရောက်လာမှုအနေနဲ့တရုတ်လူမှုကယ်ဆယ်အသင်းဖြစ်တဲ့ Blue Sky ကုန်ကြီးအသင်းကတရုတ်မြန်မာနယ်စပ်မူဆန်မြို့မှာဝင်ရောက်လာတဲ့အတွက်ခေါ်ဆောင်ခေလောင်းလေးပြောပါလိမ့်။ဒါအပြင်နိုင်ငံတကာမှကုန်ကြီးကယ်ဆယ်လုပ်ငန်း1519ခုထိရောက်လာပြီးငလင်ကြောက်ပျက်စီးတဲ့နေရာတွေမှာကယ်ဆယ်လုပ်ငန်းတွေ ဆောင်ရွက်နေတာပဲဖြစ်ပါလိမ့် Sky Villa ကတို့ကရှာဖွေကယ်ဆယ်မှုလုပ်ငန်းတွေကိုဒီနေ့ April 2ရက်နေ့မှာနောက်ဆုံးထားပြုလုပ်မယ်လို့မြေပြင်မှာကုညီကယ်ဆယ်မှုလှုပ်ဆောင်နေသူတွေကပြောကြောင်းမီဇီမာတရင်တဘုတ်ကလည်းဖော်ပြပါလိမ့် AB 3ရက်နေ့မှာ ရှာဖွေမှုရန်နာမှာဖြစ်ပြီးအဲ့ဒီရန်နာမှာနိုင်ငံခြားရှာဖွေကယ်ဆယ်ရေးဖွဲ့များမရှိတော့တဲ့အပြင်ဒေသခံရပ်ဘက်အဖွဲ့တွေကပါခုခါလုပ်ငန်းများရပ်ဆိုင်တော့မဲ့အခြေအနေမှာဖြစ်ပါတယ် မလောင်း28မိုးလေးပိုင်းကလှုပ်ခဲ့တယ်။အင်အားပြင်းငလင်ကြောင့် Sky Pillar ခုနှစ်ခုလုံးနီးပါးပျို့ချပျက်စီးခဲ့ပြီးအဲ့ဒီနေ့မှစတင်ကပျို့ချအဆောင်တွေပြိမိနေသူတွေရှာဖွေခဲ့တဲ့မှုတွေလှုပ်ဆောင်ခဲ့ပါလေ။လက်ရှိအချိန်ကစကိုင်းပီလာနော့ဘတ်ချန်ကစပြီးနည်းနည်းချင်းစီရှင်းလင်းရေးလုပ်နေတယ်။အသက်ရှင်နေသူတွေ့ရင်ကင်မယ်။ဒါပေမဲ့ဌာနဆိုင်ရာပိုင်းနဲ့တရုတ်ပြည်ကဖွဲ့တွေကဒီဘက်မှာအသက်ရှင်နေလူမရှိတော့ဘူးလို့ယုံကြည်လို့ရှက်လိုက်တာလို့မြေပြင်ကယ်ဆယ်လုပ်သူတွေကပြောပါလေ။ မလ30ညပိုင်းက Sky Villa နောက်ဘက်ခြံကိုရှင်းလင်းလုပ်နိုင်ခဲ့ပြီးအဲဒီမှာအသက်ရှင်သူနှုတ်ကိုကဲထုတ်နိုင်ကရုပ်လောင်း9လောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ရှာဖွေကြတဲ့လုပ်ငန်းတွေအပြီးသက်ရနာမဲ့တင်းကိုကွန်လိုရဲ့တင်းပြောင်းကြရေးဖွေကတဲ့အတီးပြူကြောင်းမြေပြင်မှာကဲစဲလှုပ်ဆောင်နေသူတွေကပြောပါတယ်။ Sky Villa ကွန်လိုဟာ၄လုံးတွဲဖြစ်ပြီးအပိုင်း1နဲ့3နဲ့၄လို့ခွဲထားပါတယ်။အခုပြိုကြနေဝင်တာဟာ1 3လေးပိုင်းဖြစ်ပြီးအပိုင်း1မှာ9တက်ခန့်အုပ်ကိုပြိုကြပြီး6တက်အပေါ်မှာတင်ကြရေးပါတယ်။ ရက်ကွက်ဧည့်သည်ရကွန်ဒိုမနေထိုင်သူ200ကျော်ရှိပါတယ်။ကျွန်တော်တို့သိထားတဲ့စင်ရဒီကွန်ဒိုမှာနေတဲ့သူ3500ကျော်လောက်ခံမင်းနေ။ကေတော်ပြီးသူနဲ့ရောလောင်းတရားဝင်ကြတော်ရှာပြီးဒီနေ့ရှာဖွေမှုမှာထပ်တွေ့တာတော့မရှိသေးဘူးလို့ကေသိန်းသမားတို့ကဆိုပါလေ။ကွန်ဒိုနော်မယ်ကျနဲ့နောက်ဘက်ချမ်းမှာပေးမိသူတွေတက်ရှင်လည်းမရှိနိုင်တော့တဲ့အတွက်ကဲစည်ကြီးတွေရနာခဲ့ပြီးမြောက်ဘက်ချမ်းမှာဒီနေ့အထိရှောက်ခွင့်မှုတွေဆက်လုပ်နေပါတယ်။အဲဒီလတည့်ရနေ့မှာ Sky Miller ကိုလိုပြောကြားမှုကြောင့်ပျော်ဆုံးနေသူတွေကိုရှာဖွေခဲ့စေလို့နေတဲ့9ရက်မြောက်နေ့ဖြစ်ပြီးညာပိုင်းခေရှာဖွေမှုတွေဆက်လက်လုပ်နေပေမဲ့ AP 3ရက်နေ့မှာလုံးဝရဆိုင်မှာပါတင်းပြန့်ကြတာကမနေ့ညဒီနေ့မနေ့ဖန်ထိခေစေရေးဆက်လုပ်မယ်3ရက်ကျော်ရင်တော့ဖြိုးဖို့စီစဉ်ထားတယ်လို့မြေပြင်ခေစေးသမားတွေကပြောပါတယ်မလ28ရက်နေ့ကစကိုင်းမြို့နေပို့ပြီးလို့တယ် AR Star Scale 9.9စီစဉ်ငလင်းကြီးကြောင့် မန္တလေးနေပြည်တော်စကိုင်းမကွေးဘကိုရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။နေပြည်တော်မှာတော့တင်းရွှေစင်ရွှေဆိုင်ဖြိုကြမှုမှာဝန်ထမ်း၁၂ဦးသေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွှေဆိုင်တကောက်ပိတ်ချလိုက်ခြင်းကြောင့်မဟုတ်ကြအောင်တင်းရွှေစင်ဆိုင်ကပြန်လည်ဖြည့်ရှင်းလာပါတယ်။ပြီးခဲ့တဲ့ငလင်ကြီးကြောင့်ဆိုင်ခန်းပြိုပြီးတော့သေဆုံးသွားတဲ့ဝန်ထမ်းတွေဟာကဲထုတ်လို့လုံးဝမရတဲ့အခြေအနေကြောင့် ဆုံးမသွားရတာလို့စိုက်မရှိမိသားစုဝင်တို့ကပြောပါတယ်။ပိတ်ချလိုက်တာလုံးဝမဟုတ်ပါဘူး။မပိတ်တဲ့အတွက်လွတ်လာတာတွေလည်းအများကြီးပါ။တကားသာပိတ်ရင်ဘယ်သူမှလွတ်ပါဘူး။ချိန်ကလည်းဘယ်လောက်မှမရှိတဲ့ချိန်မှာပြောရမယ်ဆိုရင်တော့တာဝန်ရှိတဲ့သူတွေကပြင်မနာကိုချက်ချင်းသွားပါတယ်။လွတ်လာတဲ့ကလေးတွေရှိတယ်။ပိတ်မိနေရမှာအသက်ရှင်လိုက်ထွက်လာနိုင်တဲ့လူတွေလည်းရှိတယ်။လွတ်သွားတာကယ်ဆယ်ရေးတွေလွတ်လိုက်တယ်။24နာရီကြာကြတယ်။ရိုးလောင်းတဲ့အရှင်တလက်ထွက်လာတဲ့ရှိတယ်။ စတဲ့ယောက်ကလုံးဝကယ်လို့မရတဲ့ခြေနေလို့ပြောပါတယ်ပိမိသူတွေနဲ့ရှစ်ဦးမှာ28ရက်ညပိုင်းနဲ့29ရက်အာယုံတက်ချိန်ဒီကယ်ဆယ်ရေးနဲ့ကယ်ထုတ်ခံရအောင်သိရပါတယ်တည်ဆုံသွားတဲ့ဝန်ထမ်းတွေဟာ AOL တိုင်းပသိမ်မျိုးရှိတင်းရွှေစည်ရနာရွှေစံမဝန်ထမ်းတွေဖြစ်ပြီးပြည်မနာဆိုင်ွယ်ကိုတာဝန်ရွှေ့ပြောင်းထားခြင်းဖြစ်တယ်လို့သိရပါတယ် မလင်းလောက်ခတ်စဉ်တွင်ပြင်မလာမှရှိတဲ့အဆိုပါဆိုင်မတာဝန်ရှိသူတွေဟာရွှေစံကိုလူရက်မှာစိုးတဲ့အတွက်ဆိုင်ကားပိတ်လိုက်ခြင်းကြောင့်ဝန်ထမ်းတွေအပြင်ထွက်ပြေးနိုင်ခြင်းမရှိဘဲတိုက်ခန်းပြိုတဲ့အထက်ပိတ်မိကတည်ဆုံသွားတယ်လို့လူမှုကွန်ရက်မှာသတင်းတွေပြန်နေပါတယ်။ဆိုင်ရဲ့မှတ်တမ်း CDU record ကလည်းငလင်းအရှင်ကြောင့်လျှက်စင်မီမတော်တဆဖြစ်ပြီးမှတ်တမ်းပျောက်ပြတ်သွားတဲ့အတွက်လက်ရှိမှာမှတ်တမ်း memory recovery ကိုပြန်ယူဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်။ ဒီမှတ်ချက် comment ချက်မှာတော့ခုဖြစ်စဉ်အတွက် CD မတန်းကိုသာချပြဖို့တိုက်တွန်းထားတာတွေ့ရပါလိမ့်။တည်ဆုံသွားတဲ့ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေကိုလည်းမိသားစုတစုကို7300လူပေးဖို့စီစဉ်နေကြောင်းဆိုင်ဘက်ကဆိုပါလိမ့်။စံကားပိတ်ချလိုက်တဲ့အတွက်ကြောင့်မဟုတ်ပဲကယ်ဆယ်ရခက်ခဲတဲ့ခြေနေကြောင်းဆိုင်ဝင်တဲ့စက်တူသေဆုံးသွားရတာလို့ဆိုပါရစေ။ညနေ၄နာရီခွဲမှာစရှာတာမနာတဲ့ဆက်ရှာတယ်။လူငယ်အများကြီးပဲစက်တွေ graining ဟာမရတော့လို့ဖြစ်တာလို့ဆိုပါရစေ တည်သွားတဲ့စက်တဘူဟာကျောက်တုံးကြီးတွေပြင်းနေတာကြောင့်တော်တော်လေးကိုခက်ခဲခဲ့တယ်လို့ဆိုပါတယ်။ငလင်ကျောက်ပြင်းမနာမှာလည်းတည်ဆုံးသူ200ထက်မနည်းရှိတယ်လို့သိရပါတယ်။မြန်မာငလင်ဘေးအတွက်ဂျပန်အစိုးရကလည်းရန်ဝယ်1900ဆိုပါတယ်။အမေရိကန်ဒေါ်လာ6တန်းခန့်တက်မှုရှိအရေးပေါ်အကူအညီတွေပေးဖို့အဆင်သင့်ဖြစ်ပြီးလို့ဂျပန်အစိုးရဖွဲ့တွေးရုံးဝင်ချုပ်ယိုရှိမာဆာကတည်ဆောက်ရှိပေါ်မှာကြေညာပါတယ်။ အတွဝင်ချုပ်ကနိုင်ငံတကာဖွဲ့စည်းတွေကဆင်ပန်ပိုးသွားမှာဖြစ်ပြီးဂျပန်အစိုးရအနေနဲ့မြန်မာပြည်သူပြည်သားတွေကိုတိုက်ရိုက်ကျူးပြမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေကိုဆက်ပြီးတော့ပန်ပိုးမှာဖြစ်တယ်လို့အကြက်တဲရင်ဆိုင်ရတဲ့မြန်မာပြည်သူတွေကိုကူညီပန်ပိုးမဲ့ကျွန်တော်တို့ရဲ့တသမတ်ထဲသောမူဝါဒနဲ့ညီမြန်မာပြည်သူတွေဘက်မှာအငြင်းရက်တည်ပြီးတော့ဆက်လက်ပန်ပိုးသွားမယ်လို့ဆိုပါတယ်လက်ရှိဂျပန်ပြည်ဆိုင်ရာပေါ်ဆောင်ရေးအေဂျင်စီဂျိုင်ကာကစဉ်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးဖို့နဲ့ အဖွဲ့ဝင်32ယောက်ပါတဲ့ဂျပန်သဘောဝကိစ္စရေးစီးအဖွဲ့ကိုမြန်မာနိုင်ငံကိုစေလွှတ်ထားတယ်လို့သိရပါတယ်။ AB နေ့ရက်နေ့မှာတာပေါ်လေ240နဲ့ရွေးဖြစ်တဲ့450နဲ့အတူသူတို့ရဲ့လှုပ်ရှားမှုတွေစတင်ဖို့စီစဉ်ထားတယ်လို့ဂျပန်ဆွေရကထုတ်ပြန်ထားတာဖြစ်ပါတယ်။